အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live season ကနေပြီးတော့ပြန်လည်ပြီးဂျိုးလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့ la real madrid နဲ့ barcelona တို့အကြောင်းမပြောဘူးလားဆိုတော့ကျွန်တော်မိထားတယ်ကျွန်တော်ပြောပါမယ်အမှန်တမ်းပြောခင်ဗျားတို့ဒါကျွန်တော်ပုံမှန်လေးလင်းဝင်ခင်ဗျားခိုင်မယ်ဘောနော်ဒါကျွန်တော်အားလည်းမနာဘူးကျွန်တော် wink ဒါမျိုးတွေ star မျိုးပြောရမှာ shut လဲမ shut ဒါ honestly ခင်ဗျားတို့ပြောပြမယ်ကျွန်တော်အနေနဲ့ကျွန်တော်ဒါမျိုးကိုကျွန်တော်တကယ်ကိုမ shut ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒါအခုလက်ရှိမှာကျွန်တော်မကြည့်ဘူးလို့ပဲကျွန်တော်ပုံမှန်လေးပြောတယ်အဲ့တော့ လက်ရှိမှာဒါကျွန်တော်တချို့ကြာဟာကိုဒီဗီဒီ highlight လေးမလုပ်ဘူးလားဒီပွဲလေးမလုပ်ကျွန်တော်မကြည့်တဲ့ပွဲကျွန်တော်မလုပ်တာများပါတယ်ဟောကျွန်တော်တချို့မအင်္ဂလိပ်ဆိုတော့အင်္ဂလန်တော်မှကျွန်တော်ဒါကြားထဲမှာ highlight ကြည့်ပြီးတပွဲလုပ်တယ်တခုနကကျွန်တော်အနေနဲ့ဒါကျွန်တော်ပွဲပြီးသုံးသပ်ချက်တော့ကျွန်တော်မခေါ်ဘူးလက်ရှိမှာအခြေအနေကောင်းလာတဲ့အင်္ဂလန်အသင်းလို့ပုံစံမျိုးပဲကျွန်တော်ပြောတာတွေ့ရမယ်တော့မှာပါပါတယ်အဲ့တော့ real မတွေ့နေကြကျွန်တော်တို့လက်ရှိ personal နဲ့ပွဲစဉ်တွေကိုကျွန်တော်အမှန်တိုင်းပြောရမယ်ဆိုရင်နောက်ပိုင်းမှာကျွန်တော်မကြည့်ဘူးအထူးသဖြင့်ဒါအပွင့်လေးဆုံးဝင်က Messi Ronaldo မရှိရဲ့နောက်ပိုင်းမှာကျွန်တော်မကြည့်ဘူးဂျာတဲ့မှာတော့ဒါကြောင့်ရန်ပိုင်ရန်က El Clasico ပွဲတွေကိုကျွန်တော်ကြည့်ဖြစ်တယ် ဒါမှမဟုတ်ကျွန်တော်ဂျားထဲမှာကျွန်တော်မနိုင်ပါရီယန်နဲ့ဘာဆိုကျွန်တော်ဘာဆိုတော့ပူပြီးကြိုက်တဲ့လူတယောက်ဖြစ်တယ်ကျွန်တော်ကခုနမက်ဆီရှိတဲ့ကြောင့်ကျွန်တော်ဘာဆိုတော့ပူပြီးတော့ခုံမင်းတဲ့လူတယောက်ဖြစ်တယ်ပေါ့နော်ဒါဟိုးရင်ကလေးကဒါရနောက်ဒီညိုလဲကျွန်တော်အချိန်ဆုံးစားသမားကြီးတယောက်ဖြစ်တယ်ရနောက်ဒီညိုကိုတိုင်လဲဒါကျွန်တော်တို့ဘာဆိုတော့ဘာဆိုတော့ကျွန်တော်ကျွန်တော်ပူပြီးတော့ခင်တွေ့ဒါပေမဲ့အမှန်တိုင်းပြောမှဂျားထဲမှာကျွန်တော်ဘာဆိုတော့ပွဲကိုမကြည့်ဖြစ်ဘူးကျွန်တော်ကျွန်တော်ကကျွန်တော်မှာအယူအဆတခုရှိတယ်ခင်ဗျားတို့ဒါခင်ဗျားတို့တူချင်မတူမတူချင်တော့မတူကျွန်တော်ဒါကျွန်တော်ကြိုက်တဲ့အရာတခုက ကျွန်တော်ကိုရင်နာစီမယ်ဆိုအဲ့ဒီဥစ္စာကျွန်တော်ကြည်တာရှောင်းတယ်ဥမာကျွန်တော်ဒါပို့လဲဆိုကျွန်တော်လာလာလန်းကိုကျွန်တော်အင်မတန်မှ YouTube ပြီးကြိုက်နေတတ်တယ်ပြီးရင်ကျွန်တော် how ယူဟာကွင်းဟာကွင်း fitness ပေါ့နော်ဟာကွင်း fitness ရဲ့ဒါကျွန်တော် har ကိုကျွန်တော်အရန်ကြိုက်တယ်500 days of summer ကျွန်တော်အရန်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီ guard ကိုကျွန်တော်အမြဲတမ်းမကြည့်ဘူးပေါ့ကျွန်တော်ရင်နာလို့အထူးသဖြင့်ကျွန်တော်လာလာလန်းလာလာလန်းဆိုကျွန်တော်တစ်နှစ်မှတစ်ခေါက်ပဲကြည့်တယ် ျွန်တော်အရင်ဟိုပြောမစိတ်ထဲမှာကျွန်တော်မခံစားနိုင်လို့ပဲကျွန်တော်ခင်ဗျားတို့အဲ့စကားပဲပြောအောင်ပါဘောနော်ကျွန်တော်စိတ်ထဲမှာအဲ့လိုမျိုးကြီးကျွန်တော်ခံစားရတာမကြိုက်လို့ကျွန်တော်မကြည့်ဖြစ်ဘူးအဲ့တော့ဒီတိုင်းပဲကျွန်တော်ဘာဆိုနောက်ကျွန်တော်ရှာဘောတော့အရင်တော့ဒါကျွန်တော်ဘာဆိုနောက်တင်းနေသူ့ဟာသူကောင်းနေဆိုတော့ကျွန်တော်အမြဲတမ်း အားမရဘူးဗျာဒါကျွန်တော်မြင်ခဲ့ဘူးတဲ့ပါဆိုတော့ကျွန်တော်အဲ့တော့မကြည့်ဘူးဒါပေမဲ့ကျွန်တော်ကြည့်ဖြစ်တဲ့ Real Madrid ပေါ်ကြည့်ပြီးဘာလို့ Real Madrid ဒါကျွန်တော်တို့ Kylian Mbappe မရောက်ခတဲ့ကကျွန်တော်တို့က Vinicius တို့ဒါတို့ရီတို့ကျွန်တော်အမြဲတမ်းပို့ပြီးကြည့်ဖြစ်တာကျ Champions League မှာကြာလေ Real Madrid က they doing very well ဘောနော်ဒါတို့စာဝန်ကောင်းတယ်တို့ assembly တော်တော်လေးကိုမိုက်တယ်ဆိုတဲ့အကြောင်းကျွန်တော် Real Madrid ကိုတော်တော်ကြီးကိုကြည့်ဖြစ်တယ်သူ့ပေမဲ့တော့ညာလေသူ့ပေမဲ့တော့ညာလေဘောနော်သူ့ပေမဲ့တော့ညာလေကျွန်တော်တို့ဒါအခုနောက်ပိုင်းဒါဒီဒီနှစ်မှာ ကျွန်တော်ရီးယဲနဲ့ဘာစလိုနာပွဲကိုတော်တော်လေးကိုကြည့်ဖြစ်လာခဲ့တယ်။ဘာဖြစ်လဲဆိုတော့အရင်တော့လည်းမတွေ့တော့ဘူး။ဘောက်တော်ကတော့လည်းမလာလီကာရဲ့နည်းနည်း attraction ပိုရှိလာခဲ့တယ်။တီကိုလည်းတော်တော်ကြီးပြန်ကောကျွန်တော်တီကိုဘက်ထရစ်ပွဲတော့ကျွန်တော်ပြန်ကြည့်လာခဲ့ပြီ။ခင်ဗျားစမ်းစားကြည့်။အဲလာလီကာကျွန်တော်ဒီနှစ်တည်းမှာကျွန်တော်ပြန်ကြည့်။ဒါပေမဲ့ခုနကပေါ့ကျွန်တော် အလုံးစုံကျွန်တော်မကြည့်ဘူးဆိုတော့ကျွန်တော်အိတ်ပိုဆိုးတာဗျခင်ဗျားတို့ဒါတိလာမသိ Real Madrid တို့ဒါကျွန်တော်တို့ဟာ Barcelona တို့ Atletico Madrid တို့ဘွဲတွေဆိုကျွန်တော်တို့အာရှချေတယ်မနေ့3နိုင်3နိုင်25ရို့တခါကျရင်ဆိုးတယ်ဗျ Premier League တောင်ဆိုတယ် Premier League နှစ်နိုင်လောက်လာတယ်ကျွန်တော်က3နိုင်25မှာလာရင်လားအဲကျွန်တော်တော့အဲ့တော့တော့မကြည့်ဖြစ်ဘူးအပူပွင့်လင်းဝင်ကအဲ့တော့ကျွန်တော်ခုန Atletico Barcelona ကြည့်တယ်ခုနကပဲ Atletico ဒီနေ့ Atletico မှန်တယ်ကျွန်တော်အကုန်ကြည့်တယ်ဒါပွင့်လေဒါမှကျွန်တော်ဗီဒီယိုပဲမလုပ်ဖြစ်တာရှိတယ်ကျွန်တော် Atletico မှန်တယ်အကုန်အကုန်ကြည့်တယ်ဘာလို့ကြည့်ဖြစ်လဲဆိုတော့ change ပေါ့နော်ကျွန်တော်ကတော့ပဲကျွန်တော်တို့လက်ရှိမှာပုံမှန်လည်းနေပြောမယ် Real Madrid တို့ Barcelona တို့စော့နေတဲ့ပုံစံကိုလက်ရှိမှာကျွန်တော်တို့ Premier League မှာအဲ့ဒီ intensity ကိုဘယ်သူမှမမိဘူးဒါဟာခင်ဗျာ set reality ပဲအဲကြောင့်မူလေခုနပြောသူတခါကျရင်ခင်ဗျာဒီအသင်းတွေသူ့ဘာသူပြည်ရင်းလီမှာဘယ်လောက်ကြီး time ပတ်ပတ် Champion League ကိုအများနဲ့စခူးနိုင်နေဆိုတာဒါ reality ပဲသူတို့မကောင်းဆိုတာ Premier League အသင်းတွေကောင်းနေဆိုတာလောက်ပဲရှိတယ်ကျွန်တော်အများနဲ့ပြောဝိုးနေတော့ကျွန်တော်ကိုမင်းထွန်းနဲ့ကျွန်တော်ဆွေးနွေးဘူးတာရှိတယ်ခင်ဗျာ Champion League မှာပဲလက်ရှိမှာ Real Madrid မကောင်းဘူးဒီနေ့မှာတော့ comment တော့ကျွန်တော်မှတ်မှန်ရ comment တော့ပြောဘူး Real Madrid ဒီနေ့ကြီးကဘလို့မှအဆင်ပြေခင်ဗျာကြည်လိုက်အဲ့မကောင်းဘူးဆိုတဲ့အတင်းအဆင်ပင်ကျွဲလောက်ရှိတယ်အဲ့ Real Madrid ပဲကျွန်တော်ဘာလို့သိလဲကျွန်တော်ငယ်လေးကတည်းကကျွန်တော်ကျွန်တော်အမြဲတမ်းကံကောင်းပါဘူးကျွန်တော်ဒါမြန်မာပြည်မှာဒါကျွန်တော်အမြဲတမ်းလူလူ Premier League နဲ့ကြီးပင်းလာတဲ့ချိန်မှာကျွန်တော်အဖေက La Liga ကို ဒနေရီကြီးရောသူကရီယယ်မက်ဒ်ကိုသူကျွန်တော်ခုနကကျွန်တော်ဖင်ကျွန်တော် opposite သူကကျွန်တော်ကျွန်တော်ဘာစနာကိုခုံမိနေချင်မသူရီယယ်မက်ဒ်ကိုသဘောကျအဲ့တော့သူကရီယယ်မက်ဒ်ရဲ့ပွဲတွေကိုမမက်ရအဲ့တော့နှစ်ပေစလောင်းကသူရှာပြီးကြီးတယ်ဟိုဒိုင်ရိုက်မကြည့်ရင်တော့သူလည်းပြန်ဘောသူအဲ့တော့သူအကြိုက်ဆုံးစားသမားကြီးပေါ့နော်သူအကြိုက်ဆုံးစားသမားကြီးအဲ့မှာအကုန်စုနေတယ်ရီယယ်မက်ဒ်သူအားပြီးအဲ့တော့ကျွန်တော်ကြည့်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြီးပြောပြလို့ရှိရင်မင်းရီယယ်မက်ဒ်ဘလောက်စုတ်တယ်ပဲပြောပြော Premier League ကနေပဲချင်းကန်ကန်နိုင်နေဆိုတဲ့ပုံစံမျိုးအဲ့တော့ ရီယယ်မက်ဒရစ်ကခုလက်ရှိမှာဒါအာဆနယ်အသင်းနဲ့တွေ့တယ်အဲ့တော့ပူကြည့်ကောင်းမယ်အဲ့တော့ရီယယ်မက်ဒရစ်အသင်းနဲ့လက်ရှိမှာကောင်းပါတယ်ဆိုတော့ CD အသင်းကိုတွေ့ရတာမကောင်းဘူးဆိုတဲ့ဒါကျွန်တော်မကောင်းတိတ်မကောင်းဘူးဆိုတဲ့အခြေအနေတခုမှောင်းနိုင်သွားခဲ့တယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ရီယယ်မက်ဒရစ်ကိုဒါကျွန်တော်တို့ပရီးမီယာလိဂ်ကလပ်တွေစောက်ရမ်းကောင်းပါတယ်ဆိုတဲ့အခြေအနေမှာရီယယ်မက်ဒရစ်ကိုနိုင်ဖို့အတွက်အရန်ခက်ခဲအဲ့တော့ပြောချင်တာဒါလာလီယာကလပ်တွေကတော်တော်လေးအဆင်မြင်တယ်လို့အဲ့တော့လက်ရှိမှာကျွန်တော်ပြန်ကြည့်ဖြစ်တဲ့ဥစားတော်တော်လေး intensity မြင့်တယ်ဥမာကျွန်တော်ဒါကျွန်တော်ဆိုအရန်စိတ်ပြတ်တဲ့အချက်ရှိတယ်ဘာလဲဆိုတော့ စပါဘွဲကြည့်တော့မှကျွန်တော်ဒါစပါဘွဲကြည့်လိုက်စပါဘွဲကြည့်တာပရီးမီယာလိဘွဲကြီးကြည့်တယ်ကြည့်ပြီးကျွန်တော်ဒါဘာစနာဘွဲကြည့်လိုက်တယ်မြန်လိုက်တယ်ဥမာကျွန်တော်ဒါဘာလို့တော်တယ်လဲဆိုတော့ကိုယ့်ရဲ့ပရီးမီယာလိကိုမကောင်းပြောတာမဟုတ်ဒါကျွန်တော်တစ်ခါကြိုက်မှတော်တယ်လဲကျွန်တော်မြန်မာဘွဲတွေကြည့်မြန်မာအသင်းဘွဲစင်တွေကြည့်ပြီးအင်္ဂလိပ်ဘွဲတွေကိုသွားကြည့်လို့ပဲလုံးဝ intensity ကပြောင်းဖြစ်သွားတာကျွန်တော်တို့ဒါမသိရင် fever game song နေတယ်လို့ပဲဒါတောင်ပန်တွေကနေပြေးတယ်ဒါကျွန်တော်တို့ဒါဆွဲသွင်းတယ်ဂိုးရသွင်းတယ်ဒုံတိုင်းဖုံပန်းဘူဘွားအုံတိုင်းပြီးသွားတာပဲ intensity ဆိုရဲဆောင်းရမယ်ပြီးတော့နောက်တစ်ခုက quality ပဲ နောက်ပိုင်းမှာ La Liga က Microsoft နဲ့ပေါင်းလိုက်လို့လား Oracle အုပ်စုနဲ့ပေါင်းလိုက်လို့လားမသိအင်မတန်မှ quality ရဲ့မြင့်တယ်။အမှကျွန်တော် V ခုနပြောလက်ရှိမှာဆောက်ဆောက်တလွဲတွေအများကြီးရှိဘူး။ခင်ဗျားခုလက်ရှိမှာ La Liga တော့ Real Madrid တို့တာကျွန်တော် Barcelona ပြိတက်တယ်ခင်ဗျာ Premier League တိုင်းလွဲတာလောက်ကဟိုတိုင်းလွဲတာခင်ဗျာခင်ဗျားတို့တိုင်းလွဲတာအဲ့ဒီ level ရှိတယ်။ဟုတ်တယ် La Liga မှာတိုင်းမလွဲမှုတိုင်းလွဲတာအများကြီးရှိအများကြီးအများကြီးရှိတိုင်းတွေလွဲတာဒါပေမဲ့ကိုဒီခုနပြော Premier League ကိုခံစားလာတဲ့အကောင်တွေနဲ့ပြန်သွားကြည့်ရင်ခင်ဗျာ La Liga တိုင်းအဆင့်ရှိတာပေါ့ ဲမဲ့တခုပဲရှိတာကျွန်တော်မကြိုက်ဆုံးຢာကလာလီဂါမှာ racism ပဲတော်တော်ဆိုးတာဗျာဒီလားခင်ဗျာကျွန်တော်ပေါ်တော်ပိုင်းကျေခုနပေါ်တယ်ဗျာဥပမာ Vinicius Junior ဟို Vinicius တော့မဟုတ်ဘူးဒါခုနပေါ်တယ် racism နဲ့ပေါ့နော်ဒါပြောမယ်ဆိုတော့ဆိုးอ่ะလာလီဂါဟိုးအင်္ဂလိပ်ဆိုးဆိုးလို့ဆိုတာပေါ့နော်ဒါကျွန်တော်တို့ racism နေမဟုတ်ဘူးပေါ့နော်ဥပမာကျွန်တော်မက်မက်ရဟိုကျွန်တော်နောက်တော့ကျွန်တော် Forlan Forlan မဟုတ်ပါဘူး မမေးတော့မင်းအင်တာဗျူးတစ်ခုမှကျွန်တော်ဖတ်လိုက်ရသေးတယ်ကျွန်တော်တို့ဒါအသက်တီကိုမက်ထရစ်ရဲ့ခံစစ်ကစားသမားဒါကျွန်တော်တို့ဟိုဒမာရီယာကိုသူ့ရဲ့မိန်းမနဲ့ပတ်သက်ပြီးသွားဆော့ဆွာဆော့တာဘာလို့ဆွာဆော့ပြီးဒါကျွန်တော်တို့ဒါအဲဒမာရီယာသူ့ကိုမကြော်နိုင်ခဲ့ဘူးဘုံဒါပေမဲ့သူအမြင်နဲ့အဲ့ဒါကိုနောင်တရဖိလစ်ပီလူးစ်လားဟုတ်မယ်တဲ့ဇပင်ရှင်နဲ့ပဲအသက်တီကိုမက်ထရစ်ကျွန်တော်မားဖိလစ်ပီလူးစ်ဖိလစ်ပီလူးစ်ကိုလည်းချင်မှနီးပြအောင်ဖြစ်နေပြီအဲ့တော့အဲ့ဘဲတဲ့သူဥဒရာဘာသူဒီမာရီယာတောင်းပန်ပါတယ်ဘုံအဲ့တော့ခမင်အင်တာစီတီကဒါအမြင်ပါဆိုနာရီယယ်မက်ထရစ်ကိုခမင်ဘယ်ချင်းဆောက်ခွက်ထားထိုးမလဲဆိုတာကိုပဲထိုင်ကြည့်ရတာ အရင်ကြားထဲမှာအဲ့ဒါလေးနည်းနည်းပျောက်သွားတယ်နည်းနည်းလေးအင်တာနက်ပျောက်သွားဒါပေမဲ့အခုလက်ရှိပြန်ပေါ်လာတယ်ကျုံကြည့်ရတဲ့အဲ့တော့ခုနကကျွန်တော်ပြန်ကြည့်ဖြစ်တယ်တကယ်ကို intensity ကောင်းတယ်ဘာဆိုနာတဲ့ခုနကပြောလို့ဒါကျွန်တော်ဘာဆိုနာတဲ့ဆိုတကယ် ferry day ပဲ လက်ရှိမှာအသင်းဒုက္ခရောက်နေတဲ့အချိန်မှာအသင်းကိုချစ်တဲ့ကစားသမားလေးဒီကနေပြီးတော့အေးငါတို့ဒီအသင်းကိုကူညီခွင့်ရပြီကွာဆိုလက်ရှိမှာအသင်းရဲ့ဒီလူငယ်တွေဆိုတာအမှန်တိုင်းပါလမင်းညာမဲတို့ကူဘာစီတို့ကစားတို့တို့ဖာမင်းလူပတ်တို့ကျွန်တော်ဒါမသိတဲ့လူတွေကျွန်တော်မာတင်တို့ဒီလိုကစားသမားမျိုးတွေဆိုတာသူတို့အသင်းကိုသူတို့ကကူညီချင်တာပဲရှိတာတိလာကျွန်တော်လမင်းညာမဲတို့ဘာလို့ဆိုတာဒါကခုနကလက်ရှိမှာဘာစွန်းနာလူမဝင်နိုင်တို့ တောင်မကစားသမားတယောက်ကိုအေးမြင်မြင့်တင်ပေးလိုက်တဲ့အချိန်မှာဒီကစားသမားပြောချင်တာပြတဲ့မှာကို့ဟိုပြောမှာဟိုကျွန်တော် story တခုရပြောရမယ်ဆိုရင်ခေါင်းထဲမှာခင်ဗျာပြောဥမာလက်ရှိမှာခင်ဗျာအဖေနဲ့ခင်ဗျားနဲ့ကကျွန်တော်တို့အဲလပိဆိုင်လေးတခုဖွင့်ထားရဲဆိုပေါ့လပိဆိုင်ခင်ဗျားအဖေကခင်ဗျားတို့အဖေကလုပ်ဒါပေမဲ့ခင်တင်အညီနာနဲ့လပိဆိုင်နဲ့ဆင်မပြေတော့ဒါပေမဲ့ခင်ဗျားအဲလပိဆိုင်ကိုစိုင်းဝင်ထိုင်ပြီးခင်ဗျားအဲလပိဆိုင်လေးကိုပြောင်းလဲပြလိုက်ချိန်မှာအဲလပိဆိုင်လေးပြန်တိုးတက်ပြီးဝင်ငွေအများကြီးပြန်ရသွားတယ် ခမရလဖေးဆန်အမနိုင်ပြောမှာဆိုရင်ကုညီလိုက်တာပဲရှိတယ်ဒါပေမဲ့ခမရလဖေးခမရအဖေရဲ့လဖေးဆန်အိမ်မကြီးတစ်ခုလုံးခမရကဲတင်လိုက်လို့ဖြစ်သွားတယ်ဒီတိုင်းပဲပေါ့နော်ကျွန်တော်ဒါဘောလုံးဘောလုံးကဟိုလက်ရှိဘာဆိုနာအသင်းကဒီတိုင်းပဲ တပတ်ကတော့ကျွန်တော် Real Madrid လို့အသင်းပြောငွေတွေနဲ့ရှင်ပြိုင်တဲ့ချိန်မှာသူတို့အနေနဲ့လက်ရှိမှာ Barcelona သင်းလဲငွေမသုံးလို့တော့ပြောသူတို့လည်းငွေသုံးတာအိုမိုလိုကစားမလို့60ပြီးပြီးခေါ်ရတာဒါပေါ့ကြောင့်ကောင်းနေမဟုတ်ဘူးအဲ့တော့ငွေသုံးတာဒါပေမဲ့ပြန်စမ်းစားကြည့်ရအောင်တကယ်တမ်းဂျင်းနဲ့ချက်ထဲရောက်ရင်တကယ်ကလေးလေးတွေကနေပြီးတော့ငါတို့ရဲ့ချစ်တဲ့အသင်းလေးကိုငါတို့ရအောင်ကဲတက်တိုင်နေနေရကဲမယ်ဆိုတဲ့ကဲတင်တဲ့စိတ်ကဒီတဲ့ဘလောက်တိ changes ဖြစ်သွားတာခင်ဗျဘလောက်တိချစ်ဖို့ကောင်းတဲ့ fairy day လေး အဲ့တော့ကျွန်တော်ဒီနောက်ပိုင်းမှာကျွန်တော်ဘာစနပ်ပွဲတင်ပြင်ကြည့်ဖြစ်တယ်ခုနပြောသူပြတာလူငယ်ကလေးတွေအားပေးရအခုလက်ရှိမှာရင်းတော့ကျွန်တော်ခုနပြောဘယ်လောက်ဒီအိလာကျွန်တော်မှတ်မိပါတယ်ကျွန်တော်ဒါဒီရာဒီဆက်လောက်ကျွန်တော်ကစားသမားတွေအခုလက်ရှိမှာကစားတူးဆိုတော့ကျွန်တော်ဘရူမန်တီဖာမင်းလူပဲဆိုကျွန်တော်ဘရူမန်တီလာပြီကူပါစီဘယ်လောက်ကောင်းမန်တီသွားပြီဘော်ဒီဘယ်လောက်အဆင်ပြေမန်တီလာပြီဒါကျွန်တော်တို့ပက်ထရီဂါဗီအတွက်ဘယ်လောက်မိုက်သွားမန်တီသွားပြီအဲ့တော့တစ်ဖက်ကဒါရီယယ်မက်ဒရစ်ကိုလည်းကျွန်တော်ပြောရီယယ်မက်ဒရစ်ဆိုတာလက်ရှိမှာဒါငွေနဲ့လှုပ်ထားတာမှန်ပေမဲ့ငွေနဲ့လှုပ်ထားတာမှန်ပေမဲ့ညီတို့ပင်စိုးစေးကမူ တော်တော်လေးကိုအဆင့်အတန်ရှိလွန်းတဲ့အသင့်အသင်ဖြစ်တယ်။ငွေသုံးတိုင်းအောင်မြင်တယ်ဆိုလို့ဘဝမှာမြင်မှုတာဆိုလို့လက်ရှိမှာ Real Madrid အသင်းနဲ့ဒါကျွန်တော်တို့အာပြည့်ပြည့်ကြော Real Madrid နဲ့ Manchester City လို့လောက်ပဲရှိလောက်မယ်လို့ဒါကျွန်တော်တို့မြင်ပြီးရတဲ့မှာပါတယ်ဗောနော်အဲ့တော့ personally ပြောရမယ်ဆိုရင်တော့တော်တော်လေးကိုတော့ဒါကျွန်တော်တို့ ဒင်းခုံခွေရကောင်းတဲ့အိမ်မက်လေးတခုလို့ပေါ့ဒါဒီထဲမှာတော့ဒါကျွန်တော်တို့ Athletico Metric ကလည်း Julian Everest တို့ Solo တို့ဒါကျွန်တော်မနာခင်လေးဒါကျွန်တော် Flyer သွားနိုင်မယ့်အခွေလေးရှိတယ် Antonio Griezmann အဲ့တော့ဒီနှစ်ကတော့ဒါကျွန်တော်တို့ဟိုအိမ်မက်ဆုံရပေါ့နော်ဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်တို့ La Liga အုပ်စုကအိမ်မက်ဆုံရဖြစ်နေတာပေါ့ဆိုအကုန်လုံးရဲ့အိမ်မက် Kylian Mbappe ရဲ့ဒီနှစ်ရဲ့ဒါကျွန်တော်တို့ဒါ La Liga ကိုစကူးနိုင်မယ့်အိမ်မက်တစ်ဖက်ကလူငယ်တွေအနေနဲ့ဒီအသင်းကိုကယ်တင်ထားတဲ့အိမ်မက်အိမ်မက်တည်းရဲ့ဒါဆုံမက်တစ်ခုဖြစ်နေတာ အန်တိုနီယိုဂရစ်စမန်နေတာအမြဲတမ်းသူနဲ့ကတ်လွဲခဲ့တဲ့လာလီဂါတိုက်တဲကြီးတကယ်ပြမြန်မာဟိုးရင်တော့ဒါအဆူပြိုင်ဝဲလို့အိမ်မက်စုံညာဆိုတဲ့ပုံစံမျိုးကြီးဖြစ်သွားတာပေါ့နော်တကယ်ဟုတ်တကယ်ဟုတ်ဒါကျွန်တော်တို့ဟိုသဘောကျဖို့ကောင်းတဲ့အခြေအနေတစ်ခုလို့ပြောလို့ရတဲ့အထိပါပဲဟွန်းเออบ่หลุบไปပြောออกมาบ่เนาะအဲ့တော့ လောက်ပါပဲအားလုံးပဲကျွန်တော်တို့ဂျူးတင်ပါတယ်ကျွန်တော်ဗီဒီယိုအစားဆုံးကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အများကြီးအများကြီးအများကြီးကျေးဇူးတင်ပါတယ်လို့ပဲကျွန်တော်ဒီနေရာကနေပြီးတော့ပြောချင်ပါတယ်အားလုံးပဲဂျူးတင်ပါတယ်များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့အောက်ကကွန်မန့်တွေထဲမှာလည်း youth sport media 3.0နဲ့ TV for you တွေလေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မတ်စွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပေးကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလေး clip ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန် clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကျူးဒီမှာနေကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တော့ကောင်းပြပါအောင်ပြအားလုံးမကျူးဒီမှာနေမြန်မြန်လေး clip ပေးကြမမေ့ကြပါနဲ့ဟုတ်မြန်မြန် clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်တေးပါဗျာ